ရာနီနဲ့သူ့ယောက်ျားဆိုတဲ့ကြတော်နှစ်ယောက်ခရီးထွက်ဖို့အတွက်ပြင်ဆင်နေကြပါရယ်။ခရီးနဲ့ပတ်သက်တဲ့ပြင်ဆင်စရာတွေအားလုံးကိုလည်းပြင်ဆင်ခဲ့ပြီးပါပြီ။ဒီအချိန်မှာရာနီကသူ့ယောက်ျားဆိုရက်ကိုလာပြောခဲ့ပါရယ်။ဒီမှာဆိုရက်ကျမတို့မနက်ဖြန်ရထားနဲ့ထွက်ပြီးတပတ်ခါဆိုရင်တော့ရောက်ပြီနော်။ကျမတို့အရန်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုမေးနေကြရဲဆိုတာကိုရောရှင်သိရဲ့လား။ဟုတ်လားအရေးကြီးတဲ့ကိစ္စအောင်မေးနေရလားဘာကိစ္စလဲရှင်းရလဲကျမတို့ဟိုတယ်ဘုတ်ကင်မလို့ရသေးဘူးမလား ျမရဲ့တငယ်ချင်းကပြောတယ်ကျမတို့ဖုန်းနဲ့ပဲ online ကနေပြီးတော့ hotel booking လုပ်လို့ရတယ်တဲ့အဲ့ဒါကလည်းဈေးတက်တက်တသားနဲ့ရမှာဟုတ်လားဒါပေမဲ့ငါတို့ကတော့တောင်းမဲမြို့ကိုရောက်တော့မှတခါတည်း hotel booking တင်လိုက်တာပဲဘာမှလည်းခတ်တာမဟုတ်ပါဘူးဒီကနေပထမတွေကလောက်သွားစီရအကြောင်းရှိလို့လားကွာရှင်ရလေကျမတို့ကြိုပြီးတော့ hotel booking တင်ထားတော့ပိုမကောင်းဘူးလားဟိုရောက်သွားတော့မှ hotel လိုက်ရှာနေစရာတော့မလိုတော့ဘူးအခုအချိန်ကခီးသွားရသည်ဆိုတော့အခန်းမရှိဘူးလို့ဘာလို့ဖြစ်လာနိုင်တာပဲအဲ့တော့ဘယ်လိုလုပ်ကြမလဲ ကျမတို့ရထားပေါ်ကဆင်းပြီးဆိုတာနဲ့ဟိုတယ်ကိုဓာတ်လိုက်သွားကြမယ်လေမသိဘူးရှင်ကျမတခြားကိစ္စတွေမသိချင်ဘူးနော်ကျမတငယ်ချင်းပြောပြတာဆိုတော့ကောင်းတဲ့ကိစ္စပဲဖြစ်မှာကျမအခုပဲသွားပြီးဟိုတယ်ဘုတ်ကင်တင်လိုက်တော့မယ်အေးပါကွာအေးပါမင်းကောင်းတဲ့အထင်တလို့ဒါလှုပ်လိုက်ပါတော့ဟုတ်ပြီလားမင်းကလေမင်းတငယ်ချင်းကိုတော်တော်လေးချစ်တယ်နော်သူပြောတဲ့စကားကိုဆိုရင်တော့အားလုံးရှုံတာပဲရာလီကလည်းတယောက်ကြားနဲ့စကားပြောပြီးအခန်းထဲဝင်သွားခဲ့ပါတယ်။ online ပေါ်ကနေပဲ hotel ကိုရွေးရင်ကောင်းမလဲဆိုပြီးတော့သူမစဉ်းစားပါတယ်။အရင်ကလှပါတဲ့ hotel တလုံးကိုသူမတွေ့သွားခဲ့ပါတယ်။ ဓာတ်ပုံတွေကလည်းတတော်လေးလှပါလွန်ပါတယ်။ Fly လိုက်တာဒီဟိုတယ်ကလုံးဝနန်းတော်ကြီးကျနေရောပဲ။ဈေးကလည်းတတော်လေးကိုနည်းလွန်နေ။ဒီဟိုတယ်မှာတော့ငါတဲလိုက်မယ်ဆိုရင်တော့ငါရဲ့စိတ်ကိုအိမ်မက်တွေအာလုံးပြေးသွားတော့မှငါ့ရဲ့နာမည်ကရာနီ။ငါကဘယင်မတယောက်လိုမျိုးနန်းတော်ရဲ့မှာနေရမှာ။ဒီနောက်ရာနီလည်းဘာမှထပ်ပြီးစဉ်းစားမနေရောပဲနဲ့ဟိုတယ်ဘုတ်ကင်တင်လိုက်ပါရယ်။နောက်နေ့မှလင်မယားနှစ်ယောက်သာအဲ့ဒီကိုရောက်သွားခဲ့ကြပါရယ်။တတော်ရောက်တဲ့အခါမှာတတော်လေးညမိုးချုံနေခဲ့ပါပြီ။ရာနီရဲ့အတော်အောင်ညမိုးချုံနေပြီ ငါတို့သွားမယ်ဆိုတဲ့ဟိုတယ်ကဗမာရှိနေရလေမင်း online ကနေ booking တင်ထားတယ်မလားဟုတ်ကဲ့ဒီမှာဒီမှာဒီတီနေရာကိုသွားရမှာဒီလိုနဲ့သူကလည်းကားဆရာတယောက်ကိုခေါ်ခဲ့ပါရီအကိုကြီးကျွန်တော်တို့ဒီနေရာကိုသွားချင်တာအကိုကျွန်တော်တို့ကိုလိုက်ပို့ပေးနိုင်လားရပါတယ်လိုက်ပို့ပေးမယ်နော်ဒါပေမဲ့ဟိုတယ်အရှိတ်ထိတော့လိုက်ပို့မပေးနိုင်ဘူးအဲ့ဒီမတိုင်ခင်မှာပဲကျွန်တော်ကားရပ်ပေးလိုက်မယ်ခမရတို့လမ်းစင်းလျှောက်ကြညကလည်းတော်တော်လေးမိုးချုံနေပြီကျွန်တော်လည်းအိမ်ကိုပြန်ရမှာဗျဒီနေရာကတောအုပ်ဘက်ကိုဦးတည်သွားတာဆိုတော့ လူချေတိတ်လို့နဲ့ဟုတ်လားတောင်းဘက်မှာရှိတာလားကောင်းပြီဗျာကျွန်တော်တို့ကိုလိုက်ပို့လိုက်တော့ဆိုရက်နဲ့ရာနီတို့လည်းများနှစ်ယောက်လုံးကလည်းကားကားပြီးတွားခဲ့ကြပါလေတွေ့တယ်မလားမင်း online ပေါ်ကနေပြီးတော့ hotel ကိုရွေးထားလို့အခုလိုဖြစ်ရတာမင်းရဲ့ online ပေါ်မှာရေးထားလား hotel ကတောင်းဘက်မှာရှိတာဆိုပြီးတော့တလောက်တောင်မှလူချေတိတ်နေတဲ့နေရာကြီးကွာကြောက်စရာကြီးကားစရာတော့မှအဲ့ဒီဘက်ကိုမတွားချင်လို့ဆိုပြီးတော့ငါ့ကိုပြောနေပြီရှင်ကလည်း hotel ကအရောက်လှတာရှင်ရောက်ရင်တိတ်သွားလိမ့်မယ်စေးတတတတနဲ့ကျမတို့ hotel ကိုရထားတာနော် ီနေ့ခင်မှာအဲ့လိုမျိုးဈေးတက်တက်တတနဲ့ရတဲ့နေရာရှိလို့လားရှင့်ဒီစကားကိုကြတော့ Suraj ကလည်းတိတ်သွားခဲ့ပါရီခဏကြာမှကားဆရာကလည်းကြောက်ဆရာကောင်းနဲ့တအုပ်အလေမှာသူတို့ကိုချပေးခဲ့ပါရီဘာဖြစ်တာလဲအကိုရဲ့ဘာဖြစ်လို့ကားရလိုက်ရတာလဲအကိုဟိုအရှိကိုကြည့်လိုက်တောနဲ့တဲဝင်သွားရမှာဒီကနေခမရတို့တဲတဲသွားလိုက်နော်ခဏကြာမှတော့ခမရတို့ဟိုတယ်ကိုတွေ့ရလိမ့်မယ်ကျွန်တော်ကတော့ရှေ့ဆက်ပြီးလိုက်မပို့ပေးနိုင်တော့ဘူးဒါပေမဲ့မဟုတ်ဘူးမဟုတ်ဘူးဒါပေမဲ့ရေဘာရီပြောမနေနဲ့ကျွန်တော်လိုက်မပို့ဘူးခမရတို့ကျွန်တော်ကိုပတ်စံပေးပြီးစင်းတော့ သူတို့တောင်းအုပ်ထဲမှာရှောက်သွားနေရင်းနဲ့အိမ်တိမ်ကိုတွေ့ပါရယ်အဲဒီမှာမီးလေးလည်းထွန်းထားပါရယ်အဲဒီနေရာမှာဟိုတယ်နာမည်ကိုရေးထားပါရယ်ဒါကိုတွေ့လိုက်ရတော့လင်မယားနှစ်ယောက်လုံးလည်းအန်အားသင့်ကုန်ကြပါရယ်ဟမ်ကျမဘုတ်ကတင်ထားတာဒီဟိုတယ်လားဒါကအိမ်တဲသေးလေးတိမ်ပဲဟိုတယ်မှမဟုတ်တာအေးငါနဲ့ကိုယုံမိရမှားတာပဲပထမတွေကငါနဲ့ကိုမယုံခဲ့တဲ့ဘူးဒီနေရာကဘလောက်ပဲဈေးတက်တာနေပါစေငါကတော့ဒီနေရာမှာဘယ်တော့မှနေမှာမဟုတ်ဘူးကျမရှင့်ဘယ်လိုပြောပြရမလဲဓာတ်ပုံထဲမှာအရန်ကိုလှတာရှင့် ဒါကကျမတို့အလိန်ခံရတာမဟုတ်ဘူးလားကျမတို့ဒီကနေပြန်သွားတာကောင်းလိမ့်မယ်နဲ့ကြူရယ်နော်မင်းအုံနောက်ကောင်းရောကောင်းသေးရဲ့လားမင်းဘာဖြစ်ချင်တာလဲပြောငါတို့ညောင်ရီမိုးချုံတောရဲမှာရောက်နေအားကွာပြန်ထွက်ဖို့ဆိုတာကအဲ့လောက်ထိမလွယ်ဘူးငါတို့ဒီနေရာမှာပဲနေရတော့မှတခြားနေရာကိုသွားဖို့အတွက်အချိန်မရှိဘူးဒီလိုနဲ့ရာနီလည်းကောင်းညိတ်ခဲ့ရပါတယ်လင်မယားနှစ်ယောက်သာအိမ်ထဲကိုဝင်သွားခဲ့တဲ့အခါမှာအိမ်ထဲမှာအဖွားကြီးတယောက်ရှိပါတယ်ဟုတ်ကဲ့ပြောပါရှင့်ကျမတို့ဒီဟိုတယ်မှာတဲဖို့အတွက် online ကနေ booking တင်ထားတယ်အော်ဟုတ်လားဟုတ်ကဲ့ပါရှင့် ဒါဆိုရင်တော့နာမည်ကရာနီလောင်လာပါရှင်လာပါကျမတို့ရဲ့နန်းတော်တမားကြီးကျယ်ခန်းထားတဲ့ဟိုတယ်ကနေကြိုဆိုလိုက်ပါတယ်လာပါကျမတို့အခန်းလိုက်ပြပေးမယ်နော်အမျိုးသမီးကလည်းထူးဆန်းတဲ့အတန်ကြီးနဲ့ရီမောနေခဲ့ပြီးအထဲကိုခေါ်သွားခဲ့ပါတယ်ရာနီနဲ့ဆိုရစတိုးကလည်းအနောက်ကနေလိုက်ပါသွားခဲ့ကြပါတယ်အထဲကိုသွားပြီးနောက်မှာတော့အခန်းတစ်ခန်းတွေးပါတယ်ဒီမှာဒီအခန်းပါရှင်တို့နေရမယ့်အခန်းကျမတို့ရဲ့ဟိုတယ်ကိုသဘောကျပါစေလို့လည်းကျမတို့ဆုတောင်းပါတယ်။အထင်းမှာအားလုံးစားသောက်ဖို့အတွက်လည်းပြင်ဆင်ထားပေးရနော်။ အမျိုးသမီးကြီးကကြောက်စရာကောင်းတဲ့ရည်တန်းကြီးနဲ့ပြန်ရည်ပြနေခဲ့ပါတယ်။ပြီးတော့သူလည်းထွက်ခွာသွားပါတယ်။ဆိုရက်ချင်းနဲ့အရာနီယိုနှစ်ယောက်လုံးလည်းအခန်းထဲဝင်သွားခဲ့ကြတာပေါ့။သူတို့တကယ့်ကိုအံအားသင့်နေကြပါတယ်။ဟိုတယ်အခန်းကအထင်းမှတော်တော်လေးလှတာပါ။လာလိုက်တာအခန်းတကယ်လှတဲ့ online မှာကျမတွေးခဲ့တဲ့ပုံစံအတိုင်းပဲအခုကျမတို့ပတ်စံအလားဟာတာမဖြစ်တော့ဘူးနော်အခန်းကတော်တော်လေးကိုလှတဲ့အစားအသောက်တွေကလည်းအရသာရှိမဲ့ပုံပဲအေးဟုတ်တယ်နော်မင်းပြောတာမှန်တယ်ဒါပေမဲ့အပြင်ကကြီးလာရင် hotel က hotel နဲ့တောင်မတူဘူး အထင်းမှာပါဖြစ်လို့တလောက်တောင်မှလှပနေရတာလည်းအရင်ကထူးဆန်းနေနော်တခုမဟုတ်တခုတော့ထူးဆန်းနေကွာဆိုရက်သူ့ရဲ့စကားကိုပြီးရမပြောခင်မှာသူ့ရဲ့မိမကဟန်လိုက်ပါရင်ရှင်းရလဲတော့ပါတော့အပေါ်ရပြောမနေနဲ့ဘာမှမှားစရာအကြောင်းမရှိဘူးကျမတို့အေးအေးဆေးဆေးခမင်းစားကြမယ်ပြီးရင်တော့အိတ်ကြတာပေါ့ရှင်အခုကျမဘိုက်တွေတော်တော်လေးကိုစားနေပြီးအိတ်လည်းအိမ်လိုက်တယ်ရာနီကလည်းအစားသောက်တွေကိုစားပါရင်ရာနီအပါတရစားနေရကိုတွေ့တော့တယောက်ကြားဆိုရက်လည်းပိုက်စားလာပါရင်ဒီလိုနဲ့သူလည်းခမင်းစားပါရင် လင်မယားနှစ်ယောက်သာဘိုင်ဝါစားတော့ပြီးတော့အိတ်ခဲကြပါရယ်။ညကြီးမိုးချုပ်ဆူရတ်အဲ့ရကလန်နိုးလာခဲ့ပါရယ်။ဒီအချိန်မှာတစုံတယောက်ကသူ့ရဲ့အခန်းတကာကိုလာခေါင်နေခဲ့ရပါ။ဆူရတ်တကားသဖွင့်ပေးခဲ့တဲ့အခါမှာတော့အပြင်မှာတွေးခဲ့ရတဲ့မြင်ကွင်းကြောင့်တတော်လေးလန့်သွားပါရယ်။အိမ်ရှိမှကြောက်စရာကောင်းတဲ့ခလေးတရေလေးတွေရပ်နေခဲ့ပါရယ်။ဦးလေးဦးလေးဘိုက်စားတယ်ဘိုက်စားတယ်။တမီးတို့ဦးလေးကိုစားလို့ရလား။ဆူရတ်လည်းခလေးတွေကိုတွေးရတော့တတော်လေးကြောက်လန့်သွားပါရယ်။ သူလည်းအခန်းတကားကိုအမြန်ဆုံးဆွဲပိတ်ပြီးသူ့ရဲ့မိမရာနီကိုသွားနှိုးပါရဲမိမရေထဟေးထထထအမြန်ထအမြန်ထပါဆိုနေမှာမင်းကြဘာလုပ်နေရလဲအမြန်ထတော့ဒီဟိုတယ်မှာတရေတွေရှိတယ်မင်းသိရဲ့လားတရေတွေရှိတယ်အခုပဲတရေခလေးလေးနေအောင်ငေါ့လာခေါ်နေပြီငါ့ကိုအစိမ့်လိုက်ဝါစားတော့မယ်ရာနီလည်းသူ့ယောက်ျားရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအံအားသင့်ပြီးတော့အိယာထလာခဲ့ပါရဲရှင်ကလည်းဘာဖြစ်တာလဲဘာရီလျှောက်ပြောနေပြန်ပြီလဲအိမ်မက်စိုးမှတ်တာလားဆိုရက်ဘာမှမပြောခင်မှာပဲတကားထပ်ပြီးတော့ခောက်ပါရဲ ဒီထဲဆိုရက်စ်လည်းတတော်လေးကိုကြောက်လန့်နေပါပြီ။တွေ့လာတွေ့လာကြားလာအတန်ကြားလာမင်းအရာကအဲ့ဒီတင်းအမလေးရေးပဲနေမှာငါတို့ကိုလာခေါ်နေပြီ။မင်းတကားလုံးဝတော့ဖွင့်လို့မဖြစ်ဘူးနော်။ရှင်းရလေပေါကီကလေးစင်တွေပြောနေပြန်မင်း။ဒါကဟိုတယ်ပိုင်ရှင်အမျိုးသမီးဖြစ်မှာပေါ့။ကျမတို့ကိုအရေးကြီးတဲ့ကိစ္စတစ်ခုခုပြောမလို့ဖြစ်လိမ့်မယ်။ရာနီကယောက်ျားဖြစ်သူပြောတဲ့စကားကိုနားမထောင်ပဲတကားတဖွင့်ပါရီ။ဒီအချိန်မှာတော့အမျိုးသမီးကြီးပါပဲ။သူကဒီဟိုတယ်ရဲ့ပိုင်ရှင်မှာဒီမှာကြည့်ပါဦးဆိုရက်ကျမပြောတာဟုတ်တယ်ဟိုတယ်ပိုင်ရှင်အမျိုးသမီးကြီးပါ။ဟုတ်ကဲ့ဘာကိစ္စမရရှိလို့လဲ။ အခုနောက်ကကျမရဲ့တမီးငယ်လေးနှစ်ယောက်ဒီကိုရောက်လာတယ်။ကစားနေရင်လည်းရှောက်သွားနေကြတာလေ။သူတို့ကိုတွေးမိသေးလား။ဘယ်သွားလိုက်ကြတာလဲ။ဟုတ်လားမတွေးမိဘူး။ပြောပြီးနောက်သူလည်းတကားပိတ်ပြီးအခန်းထဲပြန်ဝင်လာခဲ့ပါရဲ့။အိမ်တင်ဝင်လာပြီးသူ့ယောက်ျားကိုပြောပါရဲ့။ဒီမှာအရကဟိုတယ်ပိုင်ရှင်သူ့ကလေးတွေပျောက်သွားလို့တဲ့လိုက်ရှာနေရ။ကလေးတွေစော့နေရင်လည်းဘယ်ဟိုသွားလိုက်လဲမသိပါဘူး။ကလေးတွေဟုတ်လား။ဒါဆိုရင်တော့ကျင်းတေဟိုတရေကလေးလေးတွေအကြောင်းပြောတာပဲဖြစ်ရမယ်။ဒါဆိုရင်သူ့ရဲ့ကလေးလေးတွေကတရေမလေးတွေပေါ့။ ငါပြောတဲ့စကားကိုနေရုံစမ်းပါဒီကနေအမြန်ဆုံးသွားမှဖြစ်မယ်ငါတို့ဒီကနေမသွားဘူးဆိုရင်တော့သူတို့ငါတို့ကိုတခါရင်စားပြစ်လိုက်လိမ့်မယ်တိလားရှင်ရလေရှင်ပေါက်ကရလေးစဲတွေပြောနေတာရှောက်ပြောနေပြန်ပြီကျမတို့ကိုဘယ်သူမှစားစရာအကြောင်းမရှိဘူးကျမကိုအရင်အိမ်ငိုက်နေပြီးအိတ်ခွင့်ပေးအောင်ရာနီကလည်းဆူရတ်ပြောတဲ့စကားကိုနားမထောင်ပဲအိတ်ခဲ့ပါတယ်ဆူရတ်ကတော့တရေလေးတွေကိုတွေးထားတာဆိုတော့ကြောက်နေခဲ့ရပေါ့အိတ်တောင်မအိတ်ရတော့ပါဘူးသူလည်းဂရင်းပေါ်မှာထိုင်ပဲထိုင်နေခဲ့ပါတယ်ဒီအချိန်မှာဂရင်းကြီးကရုတ်တရက်အယမ်းကိုလှုပ်လာပါတယ် ဒါမဖြစ်တာလဲဘာဖြစ်တာလဲလင်မယားနှစ်ယောက်သောဂရင်ဘော်ကနေအောက်ဆင်းသွားခဲ့ကြပါရယ်ဂရင်ကြီးကတော့အခုချိန်အထိကြောက်စရာကောင်းအောင်လှုပ်ရမ်းနေပါရယ်ရုတ်တရက်ကြီးဂရင်အောက်ကကြောက်စရာကောင်းတဲ့အော်ဟီတန်ကြီးကြားခဲ့ရပါရယ်ဒါဘာတွေဖြစ်နေရလဲဘာတွေဖြစ်ကုန်တာလဲကျမတို့ဒီခန်းထဲကနေအပြုံအမြန်ဆုံးထွက်မှဖြစ်မယ်အမြန်တော့အမြန်တော့သူတို့အပြင်ကိုထွက်မယ့်အချိန်မှာတရက်ယောက်ကတကားကိုပိတ်ထားခဲ့ပါပြီတတိယအောက်ကနေအခုနောက်ကလေးတရက်လေးနှစ်ကောင်ထွက်လာခဲ့ပါရယ် အခုရှင်တို့နှစ်ယောက်ပဲကိုမသွားလို့မရတော့ဘူးအခုကျမကရှင်တို့နှစ်ယောက်အလုံးကိုစားပြစ်လိုက်မှာဒီစကားကိုကြားခဲ့ရတဲ့အခါမှာရာနီနဲ့ဆူရက်စ်တို့လည်းတတော်လေးကိုလမ်းဖြန်သွားခဲ့ပါတယ်။တကားအပြင်ဘက်ကနေပြီးတော့လည်းအတန်တစ်ခုထွက်လာခဲ့ပါတယ်။ဒါကတော့ဟိုတယ်ပိုင်ရှင်အမျိုးသမီးရဲ့အတန်ပါ။တမန်ပါတယ်။ကျမရဲ့သမီးလေးတွေအရန်ကိုပိုက်စာနေကြတယ်နဲ့တွေ့ရတယ်။အဲဒါကြောင့်ကျမလည်းသူတို့ကိုတစ်ခုခုကျွေးရင်ကောင်းမယ်ဆိုပြီးတော့လှွတ်ထားပြီးတာ။အခုရှင်တို့နှစ်ယောက်ပဲကိုမထွက်ပြေးလို့မလှွတ်တော့ဘူး။ကျမအမေကိုယ်တိုင်ကရှင်တို့နှစ်ယောက်လုံးကိုဒီနေရာရအောင်လို့ပို့ပေးခဲ့တာ။ ရုတ်တရက်ကြီးဆိုရစလေအတန်အကျယ်ကြီးနဲ့អော်ပြခဲ့ပါတယ်သူရုတ်တရက်អော်လိုက်တဲ့အတန်ကြောင့်တယင်းမလေးတွေလည်းလမ်းပြန့်သွားပါတယ်ဘာဖြစ်နေကြတာလဲဘာဖြစ်ရမှာလဲနေအမေငါတို့ကိုအသီးနှံတွေအများကြီးကျွေးရဲ့အဲ့ဒီမှာငါတို့ဖျက်သီးလဲစားထားတယ်ဖျက်သီးအစီတွေကိုမျိုးချမိသွားလို့အခုအဲ့ဒီအစီတွေကအပင်ပေါက်လာတော့မှာ နင်တို့နှစ်ယောက်ကတော့လေများနှစ်ယောက်ကိုစားလိုက်မယ်ဆိုလို့ရှင်တော့နင်တို့ဘိုက်ထဲကနေပြီးတော့လေအဲ့ဒီအပင်ကြီးထွက်လာလိမ့်မယ်ရာနီကတော့တယောက်ကြားတမင်တသက်လှည့်စားနေတယ်ဆိုတော့ကိုတီးသွားခဲ့ပါတယ်ဘလို့မဆိုသူတို့တွေကတရေတွေဆိုပေမဲ့ကလေးလေးတွေလေဟုတ်တယ်ဟုတ်တယ်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းငါအဲ့လိုမျိုးအစိတွေကိုစားလိုက်တာဘိုက်ထဲကနေအပင်ထွက်လာတယ်ကလေးတရေလေးတွေကလည်းဘာလို့ရမလဲနားမလဲတော့ပါဘူး အဲ့နောက်ဘာဖြစ်သွားလဲဒီလားငါတို့ဆရာဝန်ရှိကိုတွားရတယ်ဆရာဝန်ကငါ့ရဲ့ bike ကိုခွဲပြီးတော့အပင်ုံထုတ်ရတယ်ဒီနောက်သူတို့လည်းလှည့်စားနေရင်ဂရင်ပေါက်ကနေခုံစင်ထွက်ပြေးလာခဲ့ကြပါတယ်ဟိုတယ်ကနေတတော်လေးကိုဝေးရတဲ့အထိပြေးကြပါတယ်ရာနီလည်းတယောက်ကြောင်တခါရက်ကတိပေးလိုက်ပါတယ်နောက်ဘယ်တော့မှ online ပေါ်ကနေဟိုတယ်ဘုတ်ကင်မလုပ်တော့ပါဘူးဆိုပြီးတော့ပါ နောက်တော့သူတို့လည်းသရရဲ့မြို့ကိုပြန်သွားခဲ့ကြပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။